ရိမဟတဲ့ကသူမပိုင်ဆိုင်တဲ့တံပိုးကြီးကြောက်စိန်တုံးကိုမပေးချောင်းဖွင့်ချလိုက်တဲ့မန္နင်းရွှေပြည်သူများလုံးမမင်္ဂလာပါရှင့်ဗာမီစနောင်းကနေပြန်လဲကြိုးစလိုက်ပါတယ်ဂရိဝဟတဲ့ပြိုကျပြည့်စည်မှုမှာဆက်စရာကောင်းတဲ့သမီးလေးနှစ်ယောက်နဲ့ခင်ပွန်းတဲ့ကိုပါအသက်ဆုံးရှုံးခဲ့ရတာကရန်ကုန်မြို့ကမန္နင်းရွှေပါ အခုခါမှာတော့မနင်းနှင်းရွှေကသူမဟာမန္တလေးမြို့က Great Wall Hotel ပြိုကျပြက်စီမှုမှာသူမရဲ့ခင်ပွန်းတဲ့နဲ့တမီးလေးနှစ်ယောက်စားတဲ့မိသားစုဝင်တွေဆုံရှုံခဲ့ရုံသာမကသူမတို့မိသားစုတသက်လုံးချွေးနေစာနဲ့ရှာဝေထားတဲ့ကြောက်စင်းတုံးကြီးပါပျောက်ဆုံးနေကြောင်းပြောခဲ့ရဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာအင်အားအပြင်းဆုံးငလင်ကြီးကြုံတွေ့လိုက်ရပြီးမီဒီယာအင်တာဗျူးတွေမှာကျမရဲ့သမီးလေးတွေနဲ့ခင်ပွန်းတဲ့ပေးမိနေလို့အချိန်မီကယ်ပေးကြပါဆိုပြီးငိုရိုတောင်းဆိုနေတဲ့မနင်းနှင်းရွှေကိုလူတွေကတနာကြီးယူနာတတ်ကြပါတယ်။မနင်းနှင်းရွှေမှာခင်ပွန်းတဲ့နဲ့အတူချစ်စရာကောင်းတဲ့သမီးလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားတာဖြစ်ပြီးရန်ကုန်မြို့မှာနေထိုင်တာဖြစ်ပါတယ်။ မနေ့နေ့ရွှေရမီသားစုကငလီမလောက်ခင်မတ်လ28ရက်မှာတော့နွေရာသီပန်းဖြေခရီးအတွက်ပြင်ဦးလင်မျိုးကိုသွားဖို့မန္တလေးက Grey World Hotel မှာတဲကိုစောင့်ဆိုင်နေပါတယ်။ဒီလိုနဲ့မတ်လ28ရက်နေ့ငလီလောက်ခတ်ချိန်မှာ Grey World Hotel ကြီးပြိုကျခဲ့တယ်လို့မနေ့နေ့ရွှေရဲ့ခင်ပွန်းတဲ့တမီကလေးနှစ်ယောက်နဲ့အတူအေယကူကလေးမလေးပါပြိမိသွားခဲ့ပါတယ်။ဒီလိုနဲ့မနေ့နေ့ရွှေရဲ့ခင်ပွန်းနဲ့တမီလေးတွေအပြင်တခြားလူပေါင်းများစွာပြိမိခဲ့ပေမဲ့ဘာကြောင့်မှမသိ Grey World Hotel ကတော့လူတွေကိုကဲတင်ခွင့်မပေးခဲ့ပါဘူး။ဒါပေမဲ့ခင်ပွန်းဖြစ်သူနဲ့တမီ းလေးနှစ်ယောက်ပိတ်မိနေတဲ့ပုံမှာပြန်မတွေ့ရမချင်းလက်မလျှော့နိုင်မင်းနဲ့မရရအောင်ကဲထုတ်မယ်လို့မန်နင်းရွှေကအာတင်းထားပါတယ်။ဒါကြောင့်ငလင်လုခဲတဲ့နေ့ကလေးကအဲ့ဒီဟိုတယ်နားကနေတဖွားမှမခွာပဲကဲထုတ်ဖို့ကြိုးစားနေကြတာပါ။ဒါပေမဲ့လည်းတိတဲ့အတိုင်းဂရိတ်ဝဟိုတယ်ကြီးကကဲတင်ခွင့်မပေးတဲ့အတွက်သူတို့တွေဒူးထောက်တောင်းပန်တာတောင်းအထဲကိုဝင်ရောက်ခွင့်မပေးခဲ့ပါဘူး အခုခါမှာတော့မင်းနင်းရွှေနဲ့တမီးလေးနှစ်ယောက်ရဲ့ရုပ်အလောင်းကိုတွေ့ခဲ့ရပါပြီ။မင်းနင်းရွှေရဲ့ခင်ပွန်းဖြစ်သူကတမီးလေးတွေရဲ့အပေါ်ကနေကောက်ွယ်ပေးထားတဲ့ပုံစံအတိုင်းတွေ့ရှိခဲ့တယ်လို့မိသားစုဝင်တဦးကဆိုထားပါတယ်။ Great Wall Hotel ဘက်ကသာအမြန်သာရှာခွင့်ရရင်မသိလောက်တာမျိုးဖြစ်နိုင်တယ်လို့မိသားစုဝင်တဦးကအစိမ်းမကောင်းစွာပြောခဲ့ပါတယ်။ အခုခါမှာတော့ Great Wall Hotel ဘက်ကနေမနင်းနှင်းရွှေကိုရော်ကြေးပေးဖို့အတွက်ကန်လန်ထားပါတယ်။ဒါပေမဲ့မနင်းနှင်းရွှေကတော့ခင်ပွန်းတိုင်နဲ့တမီးလေးတွေဆုံရှုံအပြီး Great Wall Hotel ရဲ့ရော်ကြေးကိုမယူကြောင်းပြတ်သားစွာပြောခဲ့ပါတယ်။ဒါအပြင်မနင်းနှင်းရွှေက Great Wall Hotel အနေနဲ့"သမားကိုရော်ကြေးမပေးဘဲသမားတို့မိသားစုပိုင်ဆိုင်နဲ့ကြောင်စင်းတုံးကိုတော့ပြန်ပေးဖို့အတွက်ပြတ်သားစွာပြောခဲ့ပါတယ်" ငလင်ပင်းစတင်ဖြစ်စဉ်ကလေးက Grey World Hotel ဟာကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်စဉ်အထိနင်နာသူမိသားစုဝင်တွေကိုမငဲ့ဘဲနဲ့သူတို့သဘောဆန္ဒအတိုင်းသာလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။သူမအနေနဲ့ငလင်ပင်းကျောင်းအစားအုပ်ပြုကြစဉ်မှာကလေးကသူမရဲ့ခင်ပွန်းတဲ့သမီးလေးတွေဘယ်နေရာမှာရှိနေလဲဆိုတာဟိုတယ်တာဝန်ရှိသူတွေကိုအကြိမ်ကြိမ်ပြောခဲ့ပါတယ်။ဟိုတယ်ဘက်ကအကန့်အသတ်ချက်တွေကြောင့်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုတတ်မှတ်ထားတဲ့နေရာတွေမှာသာလှုပ်ဆောင်ခဲ့ရပါတယ်။ နောက်ဆုံးရုပ်အလောင်းတွေကိုတောင်မှကိုယ်အစီအစဉ်ထဲကိုခက်ခက်ခဲခဲရဖို့အတွက်လုံဆောင်ခဲ့ရကြောင်းဒါကြောင့်လည်းဒီလိုဖြစ်ရဆိုးတွေကြောင့်သမိုင်းရခင်ဘောနဲ့သမီးလေးတွေကိုဆုံရှုံခဲ့တဲ့ပုံမှာဘလို့မှဖြေဆဲလို့မရနိုင်ဘူးလို့ဆိုပါတယ်။ဒါကြောင့်မင်းနှင်းရွှေကတော့ဟိုတယ်ဘက်ကတာဝန်ရှိသူတွေကန့်လန့်နဲ့ရော်ကျင်းငွေကိုဘလို့မှမယူနိုင်ခဲ့ပါဘူး။ဒါအပြင်မင်းနှင်းရွှေကသမိုင်းအနေနဲ့ Great World Hotel အနေနဲ့ခင်မုံးတဲ့တဘောအလုံးစုဆောင်ထားတဲ့တံပိုးကြီးကြောက်စိမ့်အိတ်ပျောက်ဆုံးနေရာကိုပြန်လိုချင်တယ်လို့ပြောခဲ့ပါတယ်။သမိုင်းဟာခင်မုံးတဲ့နဲ့သမီးလေးရဲ့နောက်ဆုံးခရီးကိုအာရုံစိုက်နေလို့တံပိုး ကြီးကြောင့်ဆဲအိမ်ကိုတရိပ်မမှုခဲ့ကြအောင်အခုခါမှာတော့တမတို့မိသားစုရဲ့ကြောင့်ဆဲအိမ်ပျောက်ဆုံးနေရကြောင်းတမအနေနဲ့ရောချင်းငွေမလိုခြင်းပဲတမတို့မိသားစုရဲ့အစည်းအဝေးဥစ္စာကိုတော့တာဝန်ယူပေးဖို့အတွက် Great Wall Hotel ဘက်ကိုတောင်းဆိုလိုက်ပါတယ်အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမိသားစုကိုဆုံးရှုံးလိုက်ရတယ်လို့တမပိုင်ဆိုင်တဲ့ကြောင့်ဆဲအိမ်တုံးကြီးကိုဆုံးရှုံးလိုက်ရတယ်မနီနီရွှေပေါ်မှာမှတ်ချက်လေးတွေပြီးသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်